ေဝါချက်တွေကိုဖုံးကွယ်ပြီးရှင်တန်းခြင်းမြေုံကြီးအလွန်အမင်းပြင်းထန်ပြီးအိုဆုံးရောပျက်စီးသွားတဲ့ကဘာကြီးတစ်ခုပြင်မှာရှိတဲ့အသက်ရှိသမျှကိုပရန်လုံရောင်ကြီးတွေကမီးလောင်တိုက်သွင်းနေတဲ့ကဘာကြီးတစ်ခုမှာအင်ဂျင်နီယာဖင်ဟာသူ့ရဲ့ခွေးလေးကိုဒီယာကိုပြည်သူဆောက်ရှောက်ပေးမယ်ဆက်ရုပ်တရုပ်တိဆောက်ဖို့စူးစမ်းရင်းအသက်ရှင်နေခဲ့ပါတယ်မြောင်ကြီးတန်ကိုကာကွယ်ဖို့ဖင်ချာဒုက္ခနာကိုတခုလုံးကာကွယ်ပေးထားတဲ့အထူးဝတ်ဆောင်ကိုဝတ်ဆင်ရပြီးတဲရောက်ကြီးအစင်အလိုမြင့်မာလာရင်တတိပေးပါရယ် တခါတည်းကမှာဖင်ဟာသူ့ရဲ့ပထမဆုံးစက်ရုပ်လုံးပေါ်ကင်ဘတ်ဒရင်းနဲ့အတူစွန့်ပစ်ထားတဲ့စတိုးဆိုင်တွေကနေပစ္စည်းတွေရှောက်ပေးရပါတယ်။သူဟာတရောင်ကြီးတွေနဲ့ထိတွေ့မှုများလို့တဖြည်းဖြည်းသိဆုံးနေရပါတယ်။ဒါကြောင့်သူသိဆုံးပြီးနောက်ဂုတ်ကြီးရကိုစောင့်ရှောက်ပေးမဲ့လူသားနဲ့တူစက်ရုပ်တရုပ်ကို ဖန်တီးဖို့သူ့ရဲ့အဓိက project ကိုအမြင့်ဆုံးအကောင့်ထည့်ပုံခဲ့ပါတယ်။သူဟာစာအုပ်ပေါင်းများစွာကို scan ဖတ်ပြီးအဲ့ဒီဗဟုသုတတွေအားလုံးကိုဆက်ရုပ်ရဲ့အုံနောက်ထဲထည့်သွင်းပေးခဲ့ပါတယ်။ Finch ဟာဆက်ရုပ်ကောင်းကိုအပိတ်တ်ဖို့အတွက် Dree ရဲ့မျက်လုံးတွေကိုယူခဲ့ပါတယ်။ ဆက်ယုတ်ဟာစကားပြောနိုင်ခဲ့ပြီး Jeff Lowe နာမည်ကိုရွေးချယ်ခဲ့ပါတယ်။ Jeff မှာလူသားတွေကိုမထိခိုက်ဘူးနဲ့ Finch မရှိတော့ရင် Goodyear ကိုကာကွယ်ဖို့ဆိုတဲ့အဓိကညှိနှိုင်းချက်တွေရှိပါတယ်။ယုတ်ဒီရအလျက်စစ်မီပြတ်တော့ပြီးနောက်မိုးလဝသစကန်နဲ့ချက်ဆက်လိုက်တဲ့အခါလာမယ့်24နာရီတင်မှာမိုးကြိုးမုန်တိုင်း၄ခုပေါင်းပြီးကြက်၄၀ကြာမဲ့ပြင်းထန်တဲ့စူပါမုန်တိုင်းတစ်ခုကြောက်လာတော့မယ်ဆိုတာ Finch သိလိုက်ရပါတယ်။ ဒီလိုဘေးရနေရကနေသူတို့လုံးမြောက်နိုင်မှုတခုတည်းသောမျောလင်းချက်ကနောက်ပတ်ဆန်ဖရန်စစ္စကိုကိုဦးတည်ထွက်ခွာဖို့ဖြစ်ပါတယ်။အချိန်မရှိတော့တာကြောင့်ဖင်ချာဂျက်ဗီယက်ကိုခန္ဓာတခုလုံးအ мян တိဆောက်ပြီးအချက်လက်လွှဲပြောင်းမှုကို82ရာခိုင်နှုန်းဖြင့်အလင်းစလိုပြည့်တတ်ခဲ့ပါတယ်။ဂျက်ဖာလမ်းလျှောက်တတ်ဖို့တင်ယူခဲ့ပြီးအဖွဲ့သားတွေဟာလိုအပ်တဲ့ပစ္စည်းတွေကိုထုတ်ပို့ကသူတို့ရဲ့ခီးစဉ်ကိုအာဗီနဲ့စတင်ခဲ့ကြပါတယ်။ဒန်ခီးတဲ့လျှောက်ဖင်ချာဂျက်ကိုဂျက်ကိုပစ္စည်းချဖွင့်ကြီးတွေတင်ပေးခဲ့ပါတယ်။ သူတို့ရုပ်ရှင်ယုံနဲ့ဝင်တဲ့အခါ Finch ကပြောင်းမှုစစ်တုပ်ကိုနေရာအောက်မှာဖွင့်ပြလိုက်ရာနေရောင်ကြောင့်ပြောင်းမှုတွေချက်ချင်းပောက်ကွဲလာတာကို Jeff ဟာအံ့ဩစွာမြင်လိုက်ရပါတယ်။နောက်ပိုင်းမှာပုံလိုက်တစ်ခုရောက်လာတဲ့အခါ Jeff ဟာသူ့ရဲ့ခွန်အားကြီးမားမှုနဲ့ RV ကိုကျိုးရင်းနဲ့ချီနောင်ရံမှ Finch ကိုကူညီခဲ့ပါတယ်။ပုံလိုက်တိုက်ခိုက်နေချိန်မှာ Jeff ခြိထားတဲ့ကျိုးတစ်ချောင်းသာဆန်ခဲ့ပါတယ်။မိုးတဲ့ညပြီးမှာ Jeff ဟာတာယာလဲဖို့အတွက် RV ကိုတုခွန်အားနဲ့အပြောက်ပေးနိုင်ခဲ့ပါတယ်။ တရက်မှာ Jeff ဟာယုံကြည်မှုဆိုတာအတိအကျပါလဲလို့မေးတဲ့အခါ Finch ကသူ့ရဲ့အလုပ်အတွေ့အကြုံကဇလန်းတစ်ပုဒ်ကိုပြောပြခဲ့ပေမဲ့ Jeff ကနားမလည်ခဲ့ပါဘူး။ကျမ်းမာရေးဆိုရတဲ့အခါ Finch နားနေတော့ Jeff ဟာ RV ကိုမတော်တဆဝင်တိုက်မိခဲ့ရာ Finch ဟာဒေါသထွက်ပြီးသူ့လက်ကိုနေရောင်မှာခဏထားပြီးနေရောင်ကဘလောက်ပြင်းထန်တယ်ဆိုတာပြခဲ့ပါတယ်။နောက်ပိုင်းမှာသူတို့စေယုံတစ်ခုတည်းကနေပစ္စည်းတွေရှာဖွေနေရမှာ Dree ဟာထောင်ချောင်းမိပြီးပြက်ပျက်စီးခဲ့ပါတယ်။ Finch ဟာ Dree ရဲ့ဆင်းရဲဒုက္ခကိုရပ်တန့်မှုသူ့ကိုပိတ်လိုက်ရပါတယ်။ ူနီယာကထွက်ပြေးလာစဉ်မှာကာဇီကလိုက်လာပြီးသူတို့ရဲ့ RV ဆိုလာပြားတွေဥမင်တရားအောင်မှာပျက်စီးသွားခဲ့ပါတယ်။ဖင်ချာစိတ်ကြကြနေချိန်မှာသူ့ကိုဆက်မပြတ်ဖို့ပြောတဲ့ Jeff ကိုသူ့ရဲ့ဇလန်းမှန်ကိုပြပြခဲ့ပါတယ်။မြောင်ကြီးလေးမောင်လန်းဖြစ်ပြီးနောက်ဖင်ချာအတက်ခံရတဲ့မိခင်နဲ့သမီးစီကနေကိုကြီးရခွေးလေးကိုမွေးစားခဲ့ပြီးဘသူ့ကမှမယုံတော့ဘူးအတင်းခဲ့ပါတယ်။ နောက်တစ်နေ့မှာ Jeff ဟာ Finch ရဲ့စာပုတ်ကပြားတွေကအလေးဝက်ချက်တွေကိုတွေ့ရှိခဲ့ရပါတယ်။ထို့နောက်မကြာမီမှာပဲကွန်ပျူတာကနေ UV အဆင့်မပြင်းထန်တဲ့နေရာတစ်ခုကိုရောက်လာကြောင်းကြေညာခဲ့ပါတယ်။ Finch ဟာအပြင်မှာသူ့လက်ကိုထုတ်ကြည့်ရမီးမလောင်တော့ဘူးလို့ အံ့ဩစွာတွေ့ရှိခဲ့ပြီးပန်းမွေးနေတဲ့လက်ပြတွေကိုတွေ့ခဲ့ပါတယ်။ဒါကိုဂွန်ပြူတဲ့အနေနဲ့ဖင်ချာသူ့ရဲ့အကောင်းဆုံးဝတ်စုံကိုဝတ်ပြီးနောက်နေရာအောက်မှာစတောက်ခဲ့ကြပါတယ်။ဖင်ချာဂျက်ဖ်ကိုသူ့ရဲ့အဖေဟာဘတ်ကင်းမျိုးရိုးကဖြစ်ကြောင်းလိန်ညာခဲ့တဲ့အကြောင်းအရာနဲ့စာဖို့ကပ်ပြစုဆောင်းရခြင်းအကြောင်းရင်းကိုပြောပြခဲ့ပါတယ်။ ဖင်ချာမကြခင်တည်ဆုံးတော့မယ်ဆိုတာကိုသိတဲ့အတွက် Jeff ကို Goodyear ကိုစောက်ချဖို့ထပ်မံသတိပေးခိုင်းခဲ့ပါတယ်။နေဝင်ချိန်မှာ Jeff ဟာ Goodyear ရဲ့ငိုတန်းကိုကြားလိုက်ရပြီး Finch ကွယ်လွန်သွားပြီဆိုတာသိလိုက်ရပါတယ်။ Jeff နဲ့ Goodyear တို့ဟာ Finch ကိုသူ့ရဲ့ UV ဝတ်စုံနဲ့အတူမီးရှို့ပြီး Viking အသုဘကိုထုတ်လုပ်ပေးခဲ့ကြပါတယ်။ Jeff ဟာသူ့ရဲ့ဂရီကိုအမှန်ရပြီး Goodyear ကိုထိန်းချောင်းတဲ့ထိန်းချောင်းတဲ့အခါပထမဆုံးအချိန်ခွေးလေးကဘောလုံးကို Jeff စီချိန်လာခဲ့ပါတယ်။ ခီးစဉ်ကိုဆက်လက်လှုပ်ဆောင်ပြီးနောက်ဆန်ဖရန်စစ္စကိုကိုရောက်လာတဲ့အခါ Jeff ဟာ Golden Gate တံတားပေါ်မှာ Fish အတွက်အထိမ်းအမှတ်တစ်ခုပြုလုပ်ပေးခဲ့ပါတယ်။တံတားပေါ်မှာအသက်ရှင်ကျန်ရည်သူတွေရဲ့ message တွေကိုတွေ့လိုက်ရတဲ့အခါ Jeff ဟာ Kudia နဲ့အတူအခြားအသက်ရှင်ကျန်ရည်သူတွေကိုရှာဖွေဖို့အဆုံးဖြတ်ပြီးသူရဲ့ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။ဇလန်လေးကတော့ဒါပါပဲရှင်။ကျေးဇူးများကြီးတင်ပါတယ်။